ွင့်လွှတ်လို့ရတယ်မေ့လို့မရဘူးဒါတွေတကယ်လုပ်ခဲ့တာလေကျွန်တော်ခွင့်လွှတ်လို့ရတယ်လက်စားမချေဘူးအဲ့ဒီလူကြီးကိုကျွန်တော်လက်စားမချေဘူးလက်ဖျားနေတော့မတို့ချိန်လည်းမချိန်ကြောက်ဘူးကျွန်တော်ခွင့်လွှတ်ပါတယ်ဒါပေမဲ့မေ့လို့တော့မရအောင်ကျွန်တော်ခေါင်းကိုကားနဲ့ကြိတ်မယ်ဆိုတော့ဘုံမှုသူကဘုံမှုကြီးဖြစ်နေဒါပေမဲ့ထောင်လန်းကြီးတွေအကုန်ထောင်ထဲထဲတော့သူလည်းထောင်ထဲရောက်လာရှာတာသူ့မိမလည်းထောင်ထဲမှာ သူ့သားလည်းဖန်ခံရတဲ့ထောင်ထဲမှာတမိသားစုလုံးထောင်ထဲရောက်သူ့ထောင်ဝင်စားပေးမဲ့လူမရှိဘူးကျွန်တော်ကိုထောင်ဝင်စားပေးမဲ့လူကျွန်တော်အိမ်ကပါဆယ်ထုတ်ပို့ပေးလို့စားရတယ်အဲ့ဒီလူကြီးကကော်ဖီတိတ်ကြိုက်တယ်သူ့မှာဘာမှတောက်စရာမရှိဘူးထောင်ဝပေးတဲ့အစုပ်အပြတ်ထမင်းဟင်းပဲစားစရာရှိတယ်ကျွန်တော်သူ့အခန်းကိုသွားတော့ကျွန်တော်ကြောက်တယ်ကြောက်မှာပေါ့ကျွန်တော်အဲ့ချိန်မှာ1017နှစ်ကြာပြီးနေပြီလေ ကျွန်တော်ကျွန်တော်ကိုတွေ့တယ်ကျွန်တော်ရှောက်ပြောနေတယ်ဖြစ်ပါလိမ့်မယ်1988ခုနှစ်မှာအရေးတော်ပုံကြီးဖြစ်တော့ပထမဦးဆုံးဖန်ခံရတာကျွန်တော်ပဲအဲ့ဒီကနေကျွန်တော်ထောက်လိုင်းရင်တက်သေးကိုအပုတ်ခံလိုက်ရတယ်အဲ့ထောက်လိုင်းရင်တက်သေးကိုကျွန်တော်ရောက်သွားတဲ့ချိန်မှာကျွန်တော်ကိုတို့ကလက်ထိတ်ကိုနောက်ပြန်ခတ်ထားတယ်ခေါင်းမှာအဝတ်အမဲကြီးခေါင်းဆွတ်ထားတယ်ပြီးတော့ပြောလိုက်သေးတယ်နောက်လှည့်မကြည့်နဲ့တော့တဲ့ဟုတ်ဗျာအဝတ်အမဲကြီးဆွတ်ထားတာကိုနောက်လှည့်ကြည့်တော့ကျွန်တော်ဘာမြင်ရမှာလဲ မဟုတ်ဘူးဗျသူတို့ရဲ့စိတ်မှာဘာဖြစ်တာလဲဆိုတော့သူတို့ကိုမြင်သွားမှကြောက်တာပြီးလဲပြီးတော့ကျွန်တော်ကိုဝိုင်းတမတော့တာထိုးတာလက်သီးနဲ့ထိုးရင်လည်းမကောက်ခြေထောက်နဲ့လည်းကန်တယ်နောက်သူတို့လက်တွေခြေထောက်တွေညောင်းသွားလို့ထင်တယ်ကျွန်တော်ကိုခေါ်သွားပြီးတော့မြေကြီးထဲမှာမြုပ်ပလိုက်တယ်ခေါင်းလေးပဲပေါ်တယ်ကျွန်တော်အဲ့မြေကြီးထဲမှာမြုပ်ထားအဲ့ဒီမှာစစ်တပ်ရဲ့ဗိုလ်မှူးတယောက်ဟာ အာမီကြီးကိုမောင်းပြီးတော့ကောက်ဘူးဆိုမောင်းလာပြီကျွန်တော်နားကြမှာခေါင်းမောင်းနေဝီးကနေကြော်ကြော်မောင်းတာကြောက်တာပေါ့ဗျာကျွန်တော်ခေါင်းကြိတ်မယ်ကြိတ်မယ်ဆိုတာကြီးပဲကျွန်တော်ကြောက်တာပေါ့လူပဲဗျာဘာမှကြောက်စရာအကြောင်းရှိဘူးဒါပေမဲ့ကံအားလျော်စွာပဲအကျိတ်မခံခဲ့ရဘူးပေါ့လေဒါကြောင့်မို့လို့အခုလိုအရှင်လက်လက်တွေ့ရတာပေါ့ဓာတ်ဒီနေရာမှာနေပြီးသွားပြီလို့ထင်ကြစရာအကြောင်းရှိရုပ်ရှင်လို့ဆိုရင်တော့ န်းဆိုတီးချက်လိုက်ပါဘောနော်။နောင်နှစ်20ကြာတော့ခါတန်းဆိုရောက်သွား2008ကျွန်တော်မြကြီးနားထောင်ပို့ခါကျွန်တော်ခေါင်းကိုကားနဲ့ကြိတ်မယ်ဆိုတဲ့ဘုံမှုသူကဘုံမှုကြီးဖြစ်နေ။ဒါပေမဲ့ထောင်လန်းကြီးတွေအကုန်ထောင်ထဲထဲတော့သူလဲထောင်ထဲရောက်လာရှာတာ။သူကမြတနာဖို့ကောင်းတာ။သူ့မိမလည်းထောင်ထဲမှာသူ့သားလည်းဖန်ခါရတဲ့ထောင်ထဲမှာ တမိသားစုလုံးထောင်ထဲရောက်သူ့ထောင်ဝင်စားပေးမဲ့လူမရှိကျွန်တော်ထောင်ဝင်စားပေးမဲ့လူကျွန်တော်အိမ်ကပါဆယ်တုပ်ပို့ပြီးလို့စားရတယ်အဲ့ဒီလူကြီးကကော်ဖီတိတ်ကြိုက်တယ်သူ့မှာဘာမှတောက်စရာမရှိထောင်ဝပေးတဲ့အစုပ်အပြတ်ထမင်းဟင်းပဲစားစရာရှိတယ်ကျွန်တော်သူ့အခန်းဝင်သွားတော့ကျွန်တော်ကြောက်တယ်ကြောက်မှာပေါ့ကျွန်တော်အဲ့ချိန်မှာထောင်၁၁နှစ်ကြာပြီးနေပြီလေထောင်မင်းသားဗျာကျွန်တော်အဲ့ချိန်မှာထောင်ထဲမှာဒါမျိုးတော့လာမလို့နဲ့ဟဲ့အောင်ဆို လက်ဖြောက်တစ်ချက်ဒီနောက်ကစော်မဲ့လူအစင်းနေမယ်ထောင်ထဲမှာလူတက်တာ၃နှစ်ပဲကြာတယ်အပြင်မှာလူတက်ရင်သေးရန်သေးရန်ပြန်ပြီးခံရအောင်မယ်ထောင်ထဲမှာလူတက်လို့က၃နှစ်ပဲတတ်ဆန်းရတယ်လုံးမဲ့လူတွေကလည်းအများကြီးပဲဒါမျိုးလှုပ်ချင်နေတာသူကြောက်တာပေါ့ဒါပေမဲ့ကျွန်တော်မလုပ်ခဲ့ပါဘူးကျွန်တော်သူ့အခန်းကိုသွားပြီးတော့လက်ဆွဲနှုတ်ဆက်ခဲ့ကျွန်တော်သူ့ကိုကော်ဖီသွားတိုက်ခဲ့တယ်ကျွန်တော်အိမ်ရပါလာတဲ့ဟင်းတွေကိုသူ့မျှပြီးကျွေးခဲ့ ျွန်တော်စိုက်ခင်းထဲမှာကျွန်တော်စိုက်ထားတဲ့ကော်ဖီလေးတွေ၊ကြိုက်လန်လေးတွေ၊ကစွန်းရွက်လေးတွေကျွန်တော်ဟင်းချက်တဲ့အခါသူ့ကိုတော်တော်ပို့တယ်။အဲ့ဒီလူကြီးမျက်ရည်ကျရှာတယ်။ဆောစောကဆရာ OBJ ပြောထားတဲ့ဇာတ်ကားထဲမှာပါပါတယ်။အဲ့ဒါမန်ဒဲလာဗျ။တောင်အာဖရိကမှာမန်ဒဲလာက Truth and Reconciliation ဆိုပြီးတော့အမှန်တရားနဲ့ပြန်လည်ယဉ်ကြားစီရေးဆိုတဲ့အစီအစဉ်ကို လုပ်တဲ့အချိန်မှာ Forgive and Forget ဆိုတာကိုလုပ်တယ် ခွင့်လွတ်တယ်မေ့တယ်ပြီးပြီပေါ့ပြီးခဲ့တာတွေကပြီးပါပြီထားလိုက်တော့အားလုံးခွင့်လွတ်လိုက်ပြီအားလုံးမေ့ပြစ်လိုက်ပြီဒါမင်းနဲ့လာပါဇာကနာမဟုတ်ပါဘူးဇာကနာကတော့ခွင့်လွတ်လို့ရတယ်မေ့လို့မရအောင်ဒါတွေတကယ်လုပ်ခဲ့တာလေကျွန်တော်ခွင့်လွတ်လို့ရတယ်လက်စားမချေဘူးအဲ့ဒီလူကြီးကိုကျွန်တော်လက်စားမချေဘူးလက်ဖျားနေတော့မတို့ချိန်လည်းမချိန်ကြဘူးကျွန်တော်ခွင့်လွတ်ပါတယ် ဒါပေမဲ့မေ့လို့တော့မရအောင်။ဒါကြောင့်လေကျွန်တော်ထောင်ထဲအတွေ့အကြုံတွေအကြောင်းစာအုပ်ပြန်ရေးပြသွားတယ်။အဲ့တော့ကျွန်တော်တိုင်းပြည်မှာအဲ့ဒီလိုအတွေ့အကြုံတွေကိုတယောက်စီတယောက်စီဝိုင်းရေးပေးကြဖို့လိုတယ်။ဒါမှနောင်လာမဲ့နောင်လာနောက်သားတွေအတွက်လေဟောဒီတိုးတိုင်းပြည်မှာဟောတာတွေကတော့တကယ်ဖြစ်ခဲ့တာ။အပလာတွေမဟုတ်ဘူး၊အင်းတွေမဟုတ်ဘူး။ဒီလိုကျွန်တော်တို့ကအထောက်အထားတွေဖြစ်အောင်ဝိုင်းရေးပေးကြဖို့လိုတယ်။အဲ့တော့ ကျွန်တော်ထောင်ကလွတ်လာတဲ့အခါမနှစ်ကလွတ်လာတဲ့အခါမှာအဲ့ဒီလူကြီးကိုကျွန်တော်သွားနှုတ်ဆက်တော့ငိုရှာတယ်အခုတည်းကသူမလွတ်သေးပါဘူးအခုထောင်ထဲမှာအခုတည်းရှိတော့မယ်ကျွန်တော်ခုတည်းကလည်းပဲတလားတစ်ချိန်သူ့စီကိုစားစရာတို့အဝတ်စားတို့စားအုပ်တို့ပို့ပေးပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကကျွန်တော်သွားနှုတ်ဆက်တဲ့အချိန်မှာသူကငိုပြီးတော့ပြောတယ်ခိုးတော့ကကျွန်တော်ခမားဟုတ်ဗျာတဲ့အဲ့လိုနှိပ်ဆက်ခဲ့တယ်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်လည်းသူ့ကိုပြန်ဖြေခဲ့ပါတယ်ကျွန်တော်လည်းခွင့်လွတ်ပါတယ် ဒါပေမဲ့မေ့လို့တော့မရဘူးကျွန်တော်မမေ့ဘူးလက်စားချေဖို့မမေ့တာမဟုတ်ဘူးမေ့လို့မရလို့ကိုမမေ့တာပါကျွန်တော်တို့ပြည်သက်ကြီးကိုလည်းပြောချင်တာမမေ့ကြပါနဲ့ဒါပေမဲ့လက်စားလည်းမချေပါနဲ့ခွန့်တော့ခွန့်လွန်လိုက်ပါ past it pass ပဲပြီးကြတာတွေကဖြတ်တန်းပြီးသွားပြီဒါပေမဲ့မေ့လို့တော့မရကြပါနဲ့အလွယ်တကူမေ့သွားမှာစို့လို့တမိုင်းဆိုတာတမိုင်းပဲအထောက်ထားအထောက်ထားပဲဒါပေမဲ့ခွန့်လွန်လိုက်ပါ လက်စားမချေပါနဲ့ဆိုတော့ကျွန်တော်ပြောချင်တဲ့ empathy ဆိုတဲ့စကားလုံးကဒါနဲ့ဓာတ်ရိုက်ကိုသက်ဆိုင်ပါတယ်ကိုချင်းစာနာစိတ်တရားသူ့မှာသာအဲ့ဒါလိုကိုချင်းစာနာစိတ်တရားရှိခဲ့ရင်အဲ့ဒီအချိန်တုန်းကကျွန်တော်အဲ့ဒါလိုလုပ်ပါမလား